ဒီအမျိုးသားရဲ့နာမည်ကတာဘီလို့ခေါ်ပါတယ်။သူ့ကိုအတ္တလန်တိတ်ရဲ့ဘရင်ဒါမှမဟုတ်တကယ့်အကွာမန်ဆိုပြီးတော့လူသိများပါတယ်။တာဘီကဒီနာမည်ပြောင်းလို့ကိုနေရင်ထိုင်ရင်ရလာတာတော့မဟုတ်ပါဘူး။တကယ်တော့သူကကမ္ဘာကျွမ်းကြီး free diving သမားတဦးပဲဖြစ်ပါတယ်။ free diving ဆိုတာကလည်းရေထဲကို diving ထိုးပြီးတော့ရင်ငုပ်တဲ့အားကစားတစ်ခုပါ။ကွဲပြားသွားတာဆိုလို့တခြား scuba diving တွေလိုအသက်ရှူကိရိယာတွေလုံးဝမသုံးရဘဲနဲ့အလွတ်တန်းရေငုပ်ရတာပဲဖြစ်ပါတယ်။ တကယ်လို့တာမန်လူတစ်ယောက်ကရေအောက်အနက်30မီတာလောက်အထိအလွတ်တန်းရင်ငုတ်သွားမယ်ဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့သွေးပြည်အားတွေမြင့်တက်လာပါလိမ့်မယ်။အဲ့ဒီအခါလူကပန်းနေဖြစ်ပြီးရောအထိတ်တလန့်နဲ့ရေနစ်သွားနိုင်ပါတယ်။ဒါပေမဲ့တာဘီကတော့ယူလောက်စရာလေးချင်ရေးတွေကိုလှုပ်ခဲရတာမို့လို့ရေအောက်ဘလောက်အနက်ပဲဖြစ်ဖြစ်လုံးဝပန်းနေမဖြစ်ဘဲနဲ့တည်ငြိမ်နေတတ်ပါတယ်။သူကရေအောက်အနက်55မီတာလောက်ထိတောင်မှအလွတ်တန်းရင်ငုတ်ခဲ့ပူပါတယ်။အဲ့ဒီလိုရင်ငုတ်နေတဲ့အချိန်မှာမျက်လုံးတွေကအဝတ်နဲ့စီးထားခဲ့သေးတာပါ။တကယ်ကိုအံ့ဩစရာပါပဲ။ ပြောရရင်ဒီလိုပြင်းထန်တဲ့လေးကျင်းမှုတွေကြောင့်ပဲသူကကမ္ဘာအနှံဆုံးရေကန်ကြီးရဲ့အောက်ခြေအထိတောင်ရေငုံမှုပြီးသွားပါပြီ။ပြည်သက်ကြီးတို့ရောရေငုံရတာဝါသနာပါကြသလားပြောပြပေးသွားကြပါဦးနော်။ ဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။တကယ်တမ်းပတ်စံရှာဖို့မခက်ခဲဘူးဆိုတာပြည်သက်တို့သိပါသလား။ဈေးကောင်းကောင်းရောင်းတတ်တဲ့၍ထမင်းမငတ်ဘူးဆိုတာတကယ်တော့အမှန်တရားပါပဲ။ဒီကောင်မလေးဆိုရင်ရိုးရှင်းတဲ့နီးလန့်နဲ့ပတ်စံတွေအများကြီးရှာနိုင်နေတာပါ။သူကချောကလက်ချိုချင်ခေလေးတွေရောင်းနေတာပါ။ပထမဆုံးဈေးသိမ့်မကြီးတဲ့တာမန်ချောကလက်တွေဝယ်လိုက်ပါတယ်။အဲ့ဒီနောက်သူကချောကလက်တွေကိုကောင်းကောင်းလေးအရေးကြိုးလိုက်ပါတယ်။ပြီးတာနဲ့၄တောင်အဝိုင်းကြိုက်ရပုံစံခွက်လေးတွေထဲမှာအရင်ကြိုထားတဲ့ချောကလက်တွေထည့်လိုက်ပါတယ်။ အပေါ်ကနေမြေပဲဘန်နာစင်တီဟိုစင်အတီးကြောင့်ရောင်းဆောင်ချိုးချင်းမုံလေးတွေနဲ့အလှဆင်မှုလည်းမမေ့ပါဘူးနောက်ဆုံးအနေနဲ့သူကချောကလက်ခဲလေးတွေချောကလက်ချောင်းလေးတွေကိုဘူးလလလေးတွေထည့်ပြီးတော့ထုတ်ပိုးမှုကိုစားကျင်စပွဲဖြစ်အောင်လို့လုပ်လိုက်ပါတယ်အစကဈေးသိမ့်မကြီးတဲ့ချောကလက်ကအလှဆင်ပြီးတဲ့အခါတပူးကိုအနည်းဆုံး9ဒေါ်လာတန်သွားပါပြီ အချိုကြိုက်တဲ့သူတွေကတော့ဒီချောကလက်အလှလေးတွေကိုလုံးဝဈေးကြီးတယ်လို့ထင်ကြမှာမဟုတ်ပါဘူး။ပရိသတ်ကြီးတို့ရောဒီကောက်မလေးရဲ့ဈေးကွက် idea ကိုသဘောကျကြရဲ့လားဆိုတာပြောပြပေးသွားကြပါဦးနော်။ပရိသတ်တို့ဒီဗီဒီယိုထဲမှာမြင်နေရတဲ့ငမ်းမဲနှစ်ကောင်ကစုံလွဲတယ်လို့ထင်ပါသလား။တကယ်တော့နှစ်ကောင်လုံးကအထီးတွေကြီးပါပဲ။လေလာတွေးရှိချက်တွေအရတဘာဝတိုင်းနေတဲ့ငမ်းမဲတွေရဲ့20ရာခိုင်နှုန်းလောက်ဟာဂေးနေကြတယ်လို့တွေးရှိခဲ့ကြပါတယ်။အထီးနှကောင်ကသာမန်ငန်းစုံတွဲတွေလိုချစ်ကြိုက်ပြီးတော့အတူနေကြတဲ့အပြင်တာယာတဲ့မိသားစုဘဝလေးတောင်ထူထောင်တတ်ပါသေးတယ်။ တေးကြတာပေါ့ငန်းထီးနှကောင်ဘလို့ပဲအတူနေနေသားတော့မပေါက်နိုင်ပါဘူး။ဒါဆိုရင်ဘေးကငန်းမောက်လေးတွေကဘယ်ကနေရောက်လာတာလဲ။ဖြစ်နိုင်ခြေက၃ခုရှိပါတယ်။ပထမတစ်ခုကငန်းထီးတွေကရာသီချိန်မှာပုံမှန်အတိုင်းငန်းမတကောင်နဲ့အတူနေပြီးတော့ဥတွေပေါက်လာမှာငန်းမတွေကိုမောင်းထုတ်လိုက်တာကသူတို့ရဲ့ချစ်သူတခြားငန်းထီးနဲ့ပြန်ပေါင်းထုတ်ကြတာပါ။ဒုတိယတစ်ခုကတော့တခြားငန်းစုံတွဲတွေစီကနေဥတွေကိုဓာတ်ရိုက်အတင်းကျပ်ခိုးယူတာမျိုးပါနောက်ဆုံးတစ်ခုကတော့ဆုံးပြစ်ခံလိုက်ရတဲ့ငန်းပေါက်လေးတွေကိုငန်းထီးစုံတွဲတွေက ခေါ်ပြီးတော့မွေးစားလိုက်တာမျိုးပါ ဗယ်နီးကိုပဲသုံးတော့သူတို့ကငန်းပေါက်လေးတွေနဲ့အတူတူပါရတဲ့မိသားစုလေးကိုထူထောင်နှက်ကြပါတယ်။ပရိသတ်ကြီးတို့ရောငန်းထီးနှကောင်ချစ်ကြိုက်တာကိုအပြင်မှာတွေ့ဘူးကြလားပြောပြပေးသွားကြပါဦးနော်။